အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေဘော့ရက်ဗျူကောင်းတဲ့အချစ်ဇာတ်လမ်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေကြဖြစ်တဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းအရန်ကိုပဲကောင်းတဲ့ဇာတ်လမ်းလေးကိုပြပြတင်ဆက်ပေးမှမလို့အဆုံးထိကြည့်ရှုနားထောင်ပေးကြပါအောင်နော်ကိုကိုတို့တို့ဒါခေါ်နေရတာဒီမှာအားပေးနေတဲ့မောင်လေးပရိသတ်တွေလည်းရှိမယ်လို့ထင်ပါတယ် ဘလိုပဲဖြစ်ဖြစ် channel အစ်စ်မှာရော channel အဟောင်းမှာရောအမြဲတမ်းအပိတ်နေတဲ့ကိုကိုတွေကိုအပြင်မှာအရန်ကိုပဲတွေ့ချင်လာပါပြီကဲကဲပေးရှိမနေတော့ဘဲနဲ့ဇလန်းလေးကိုနားထောင်လိုက်ရအောင်လှဲကျူးထမ်းမဲ့သူဒီရက်တွေတဲ့ဒန်းလာရွာနဲ့ရွာနီးချုပ်ဆက်တွေမှာအုပ်စုလိုက်ဖွဲ့ပြီးတီတိုတီတိုနဲ့တဖန်းဖို့လုပ်နေကြတဲ့အကြောင်းကတော်တော်လေးကိုရေပန်းစားနေပါတယ်ငအုပ်တယောက်လှဲကျူးထမ်းနေရတဲ့တော်ရေရိုးလွန်းတော့ပေါ့ဗျာ တက်တက်အတုံးချခံရတာပါဒါကယောက်ျားကြီးမိန်းမကြီးတွေစကားဝိုင်းလူငယ်တွေကတော့ငတ်ဦးကိုပဲအားကြရဲဆိုပြီးတယောနေချပြန်ရောမြက်မျက်လာလိုမျိုးကိုနောင်ကိုင်းတဲ့ကျို့တော့ငါလက်ထမ်းကျင်မှအမိကြောက်လို့သားဟိဟိအဆက်မချမ်းတာပဲရွာထဲမှာတော့ကိုနောင်ကိုင်းမလို့မနာလိုမရှုစိတ်နဲ့ရွယ်သူတွေကလည်းတမျိုးပြောကြပြန်ပါရောအလကားပါအေးရုပ်ကလေးပန်းပြပြီးတော့အမြင့်မန်းတာခြေကျော်လက်ချော်ကြတော့ကြော်လဲကာယာကြီး စဉ်းစားကြည့်ပေါ့အေးမြို့မှာကြောင်းတက်နေတဲ့ဆန်းဆက်တထေးသားပဲမြို့မှာအချောလာတွေမှာတပုံဟိုကခြေတော်တင်ယုံကိုတာယာနေရလေအမလီဟိုဘက်ကအတိမတ်မပြုတ်လို့ပေါ့အေးအတိမတ်ပြုတ်ကြည့်ဇီးသီးတယ်မပြိုင်ကရှုံးပြရလေဦးမယ်ရွာထဲမှာမကဖုန်ကြီးเจ้าမှာမကြမ်းငအုပ်အเจ้าကတော့ရေပန်းစားနေတော့တာပဲကပိယကိုအောင်ကနာကြမြင့်ကတ်လာတော့အော်ထုတ်လိုက်ပါလေရော အော်ခမရတို့ကလည်း မစားရဝမခမ်းပါပဲနော် ပြောလို့လည်းမဝနိုင်ကြပါသေးလားအကောင့်ဘက်ကနေလဲတွေးကြည့်ကြတဲ့မှာမျက်လာလေးကလည်းမလွဲသာလို့သာဖြစ်ရတာထင်ပါတယ်ငါဥလို့တကောင်ကျွက်မျက်လာတို့အတိုင်းဝိုင်းနဲ့ရောက်သွားတာပို့ပြီးတော့မကောင်းဝေဘူးလားမျက်လာတို့မိဘတွေကလည်းလူရိုးလူဖြောင်းနေပါမုဒိတာလေးပွားကြစမ်းပါဗျာမလီကြီးကျယ်လို့သူ့ထန်းခိုင်းတော်လက်ခံမဲ့ပေါ့ဤစိန်ရဲ့မိဂါရွက်ကအပြောကိုမကြားကြအောင်ဆောင်းပြီးတော့ပဲပညာသားပပနှစ်လိုက်ပါတော့တယ် ကဲကဲကောင်းကင်ပေါ်လဲမော့ကြည့်လိုက်ကြအောင်မဲမောင်နေပြီမိုးရွာတော့မယ်ရွာမှာเจ้าကလည်းငှားစရာထီးမရှိဘူးငှားရင်လည်းเจ้าကထီးဆိုပြီးတော့လေးလေးစားစားလေးပြန်ဖို့ကြတာမဟုတ်ဘူးဟွန်းတေးချင်းဆိုရင်အေးစိန်က မကြတကြဆဲပါတယ်เจ้าကံဖះမလို့မဆဲကြလည်းမရတော်တော်ကိုလူပါဝတာစကားပြောပုံကကပ္ပိယဖြစ်နေလို့ဒါပဲဂောဘကအဆင့်ဆိုရင်ဘလောက်များမှန်တက်လိုက်မယ်မသိပါဘူး ဒေါကန်ကန်နဲ့ရှေ့ကနေထပြန်သူတွေကိုနောက်ကနေဂမန်ကရန်လိုက်လိုက်ပါတယ်။အမလီမမင်းကြီးမတို့ခမရတို့မလဲနော်ဟင်းထုတ်တောင်မိကြံရတယ်လို့သူများအကြောင်းပြောနေရတာနဲ့ကိုအကြောင်းမိအဲဘူမာကဟင်းထုတ်ကိုလှည့်ယူရင်းနဲ့ကိုအုံးရဲ့မချိုမချင်မျက်နာကိုမျက်နှာထားတင်းတင်းနဲ့ကြည့်ပြီးမျက်စောင်းထုတ်ပြလိုက်ပါတယ်။အေးစိန်လို့တော့မဆဲတော့ပါဘူး။အိမ်ရောက်မှလက်ပြန်ယူလို့လည်းမကောင်း လက်ထဲကအလူလက်ကြံဝတ်သားဟင်းကိုကြည့်ပြီးအိမ်ရောက်ရင်ဘူးသီးလေးနဲ့ရော့ချက်ဖို့တွေးနေပါတယ်။ကောင်းငင်ကလည်းမဲတထက်မဲလာပြီးမိုးချင်းတန်းတွေကလည်းတချင်းချင်းရယ်။ငအူးလက်ကျူထန်းနဲ့ဇက်လန်လည်းတခန့်ရပ်ပါလေရော။ဂျင်းဒလိန်ဂျင်းမမျက်လားဒီမှာဘဘကြီးတို့ကလက်ဖွဲ့ပေးလိုက်တယ်။လက်ဖွဲ့မဟုတ်ပါဘူးရော့ကြီးပါ။အဲ့လိုမျိုးပဲတလောကလုံးကြားအောင်မျက်လာအော်ပြောလိုက်ခြင်းနဲ့ ျက်လာကိုခွန့်လွတ်ပါငှဦးရဲ့ငှဦးအပေါ်မျက်လာမတရားဘူးမျက်လာမှမဟုတ်ဘူးမျက်လာကယုံပြီးပုံအပ်ခဲ့တဲ့လူယုံမာမိသားစုလည်းမတရားဘူးနင့်လိုအယိုးကန်ကြီးအပေါ်ငါတို့အလုံးကမတရားပါဘူးနင့်ကငါအားနာလိုက်တာ နင်ကလူယုံမာမိသားစုရဲ့အတုံးချခံတရားရိုင်းရိုင်းပြောရရင်နင့်ကိုကျွန်လိုခိုင်းပြီးသမင်းကျွေးထားယုံနဲ့ကျေးဇူးတွေဆက်မကုန်ဘူးလို့နင်ချင်နေတယ်မဟုတ်လားအေးလေနင့်မှာစာကလေးကလည်းရေးတဲ့ဖတ်တဲ့ယုံ စာအုပ်တွေဖတ်ပြီးလေ့လာဖို့လည်းအချိန်ကမရအတိညာဏ်ကလည်းကလေးတတာဒါပေမဲ့ညို့ငါလေးစားတယ်အားလဲနိုင်ငါဦးရဲ့တစ်ဖက်ကလူတွေကနှင်းအတွက်ငါ့ကိုတောင်းပေးပြီးမင်္ဂလာလဲဆောင်ပေးတယ်လက်ဖွဲ့တွေလည်းပေးတယ်ဆိုပြီးနှစ်မှာကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာမမျက်လားဟမ်ရှင်းလို့မထုံးမိတဲ့ကိုကိုကိုစိတ်ထဲကနေအပြစ်တင်မိပါရဲ့မမျက်လားပြင်းပြန်းသွားရင်ထင်တယ်ကျွန်တော်နှိပ်ပေးရမလားအိုးမဟုတ်တာမနှိပ်ပါနဲ့ရပါတယ်မပြင်းမမအောင်ဟိုလေ တကယ်တော့မျက်လာကနှုတ်ကျိုးနေလို့ဒါမျက်လာကငယ်မထင်နဲ့နော်ငအူးဆိုတဲ့အခေါ်ဝေါ်ကလမယားဆိုတဲ့အမြင်မှာရိုင်းနေတယ်လို့ခံစားရတယ်ကျွန်တော်လေးတကယ်တော့ကျွန်တော်တက်လည်းမသိဘူးဖေမေလည်းမသိဘူးတည်သွားတဲ့အမေကလည်းအမေရင်မဟုတ်ဘူးတဲ့ဘာပဲဖြစ်ဖြစ်မျက်လာတို့ကလက်ထပ်ထားကြတဲ့ဇနီးမောင်နှံတွေလေကိုဦးလို့ပြင်ခေါ်မယ်နော်ဇနီးမောင်နှံကိုဦးတန်ရောက်လိုက်ရင် ပြုံးနေတဲ့မျက်နှာ တကယ်တော့ကိုဦးယုတ်ကအစိုးရလည်းမဟုတ်ပါဘူးတက်တက်ရက်ရက်နဲ့မပြင်တတ်လို့ပါထူပိမ့်ပိမ့်နှကန်းကတော့ကြည်ရဆိုးသလိုပါပဲမိန်းကလေးတယောက်လိုလှကြမလို့တော့လည်းအပြစ်လိုမမြင်ပါဘူးအတွင်းစိတ်ဖြူစင်တာတော့အမှန်တကယ်ပါဘာပဲဖြစ်ဖြစ်မျက်လာကတော့ရေဆက်ဆောင်လို့ပေါင်းသိရတာတော့လင်ဟာတခင်ပါပဲကိုဦးယာနောက်တော့လာဆိုရင်ဟိုအိမ်ကိုအလုပ်ဆင်းမသွားနဲ့တော့နော်ဟင်ဘာလို့အိမ်လာဟုတ်တယ်ဘာလို့လဲမမျက်လာမွေးတော့မှာလား ကဲကြည့်ဒါကြောင့်လဲရှင့်ကိုတနာတာပေါ့တကယ်တော့လဲနောက်3လဆိုမျက်လာကိုဝင်က9လလက်ထပ်ထားတာ1လကျော်ပြီနောက်3လမှာမွေးတော့မှာလားဆိုရယ်မိကုံမိလိုက်တဲ့မျက်နာရယ်အတန်ရယ်အမှုရယ်ရိုးရှင်းလိုက်တာ9ဦးရယ်မဟုတ်ပါဘူးလက်ထပ်တာပဲဘာကြသေးလို့လဲမတိမတာတွေးတို့စမ်းကြည့်လိုက်တယ်ဘယ်ချိန်မွေးမွေးပါမမျက်လာဘိုက်ကြီးနဲ့ပြမန်းနဲ့မမြန်မွေးပြီးသားပဲဖះရည်ရိုးရုံမကရှင်ဟာချက်မှပြည့်သေးရလားမမျက်လာနေကောင်းအောင်နေနော် မမျက်လာနေကောင်းမှကျွန်တော်ပြောသလိုပဲမျက်လာနေကောင်းပါတယ်အိမ်မှာနေနေရပဲလေကိုဦးကသာဆန်းဆက်မှာတအားပင်မန်းရလားပင်မန်းမစေမမျက်လာနဲ့ရတာကိုကျွန်တော်တအားပြောနေရဘဘတို့ကိုလည်းကျေးဇူးတင်တယ်လက်ဖွဲ့ထားတဲ့ငွေတွေနဲ့ရမဟုတ်ဘူးအဲ့ဒီလောက်ထိရိုးစွန်းလို့တော့လဲဘာပြောရမှန်းတောင်မသိတော့ဘူးလင်းနေနဲ့ငြိမ်သွား၏ပြင်းနေမှဖွင့်လိုက်မယ်နော် စပယ်တွေတအားပွင့်နေတော့မှုနေတာပဲကျွန်တော်ရေးလောင်းထားတာအမဲအဲ့လိုလဲတွေးထက်သေးတာပဲခဏနော် မြက်လာပြတင်းတကနာတွားရက်တော့မှကိုဦးကစပယ်မန်းတွေခူးနေတာကိုတွေ့လိုက်ရတယ်။စပယ်ရန်းန်းတွေကလင်းနူအေးအေးလေးတွေနဲ့အတူနှောင်းဝကိုကလူဤမြူဤလုံနေကြတာပေါ့။အင်းမမြက်လာပန်လက်။ရီရောရီကျင်သားလူရိုးကြီးရဲ့ကြပြာစံပုံလေ။ကိုဦးမြက်လာပြောတာကိုဖြေအောင်လေ။ဗျာဘာလဲမြက်မြက်လာ။ဟိုအိမ်ကိုမသွားနဲ့ရောလို့။ဖဖတို့ကအခုအလကားမခိုင်းတော့ဘူးမမြက်လာရဲ့။ပတ်စံပေးရဲ့။ ။အော်ခုတ်ရတရှားရှာရတလွဲပဲ။မျက်လာစကားကိုနားထောင်ပါကိုဦးရဲ့။မျက်လာတို့အိမ်ဆိုင်လေးဖွင့်ကြမယ်လေ။ကလေးရရင်မျက်လာလည်းအလုံးမလုံးတော့ဘူး။မျက်လာဘဝပြက်ခဲ့တဲ့ဆန်ဆက်ကိုခြေဦးမလှဲ့ကျင်တော့ဘူး။ရှင်ထဲမှာတစစ်စစ်နားလာတယ်။မမျက်လာသဘောပါဗျာ။မသွားနဲ့ဆိုရင်မသွားတော့ဘူးလေ။အော်ကျွန်တော်မေ့နေတာ။ဒီလကုံရင်ကိုကိုလေးကမင်္ဂလာဆောင်တော့မယ်တဲ့။မန္တလေးမြို့ပေါ်ကပွဲရှင်ပိုင်ရှင်တမိနေတယ်ဗျ။အော် ီတော့ပါပဲဒီသတင်းကမထူးဆန်းမှုလေဒီယုံမြင်လို့ဒီချုံထွင်ခဲ့ကြတဲ့သူတွေပဲ။